မင်္ဂလာပါရှင်ဒီဇမလ9ရက်တောက်ချာနေ့ရဲ့ထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့မန္တလေးကပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မိလာမှု ဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။ဒီဇမ4ရက်နနက်9:40မိနစ်ခန့်ကမန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်58လမ်း100လမ်းနဲ့43လမ်းကြားပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မိလာမှုဖြစ်ပွားတဲ့အတွက်မြို့နယ်မီတာစကန်မှာတွားရောက်နှိမ့်တဲ့ရာကြောင်းသိရပါရရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံရှိကြားဖြတ်လုပ်ငန်းအတွက်လူကုန်ကူးနေတဲ့အိန္ဒိယနိုင်ငံသားကိုဖမ်းမိတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ရှိကြားဖြတ်လုပ်ငန်းများအတွက်လူကုန်ကူးပေးနေသူတူကိုအိန္ဒိယနိုင်ငံတမီးနာဒူပြည်နယ်ရဲတပ်ဖွဲ့၏စိုက်ပါမှုကင်းဌာနကချန်တိုင်းမြို့တွင်ဖမ်းဆီးလိုက်ကြောင်းဒီဇင်ဘာလ၄ရက်က The New Indian Express သတင်းမှာဖော်ပြထားပါတယ်။ဖမ်းဆီးခံရသူဟာ အိန္ဒိယထိုင်းနှင့်မြန်မာနိုင်ငံများကြားလှုပ်ရှားနေတဲ့ကြားဖြတ်လုပ်ငန်းများနဲ့လူကုန်ကူးမှုကွန်ရက်မှာအဓိကကြိုးပမ်းသူတူလေးဖြစ်ကြောင်းသိရပါဗျ။သူဟာမြန်မာနိုင်ငံကြားဖြတ်လုပ်ငန်းများမှကဲတင်ခံရပြီးနောက်အိန္ဒိယသို့ပြန်လည်ပို့ဆောင်ပေးခဲ့သူ29ဦးအုပ်စုနဲ့ရုံးတော်ကထွက်ပြေးရန်ကြိုးပမ်းနေစဉ်ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။ အခုဖန်စီခင်ရသူနဲ့အပေါင်းပါများဟာတမီးနာတူမှအမျိုးသားတူကိုဘန်ကောက်တွင် ဖုန်းဖြစ်ဝန်ထမ်းခေါ်ယူတဲ့အလောက်ကိုင်းအတူဖြင့်ညွှန်ဆွဲခဲ့ပြီးခရီးစဉ်နဲ့ဗီဇာစီစဉ်မှုများအတွက်ငွေများယူခဲ့ကဘန်ကောက်သို့ရောက်လာတဲ့အခါ၎င်းကိုပြန်ပြီးဆွဲခေါ်ဆောင်ခဲ့တယ်လို့ရဲချက်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။